ရှမ်းမြောက်ဒိတ်မျိုးကိုတက်မတော်ကပြန်လဲခင်းချုံနိုင်ခြင်းရှိတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ကိုကန်တပုံတွေကလာရှိုးမျိုးကိုတက်မတော်လက်ထက်ပြန်ပြီးလွှဲပြောင်းပေးလိုက်ရတလို့ပဲ။ဒုတိယမျိုးတစ်မျိုးမျိုးကြီးတစ်မျိုးဖြစ်တဲ့ရှမ်းမြောက်ကဒိတ်မျိုးကိုတက်မတော်လက်ထက်ပြန်ပြီးလွှဲပြောင်းပေးနိုင်ခြင်းရှိတယ်။အခုလာမဲ့ကိုလာပိုင်းเนาะအခုလာမဲ့စက်တင်ဘာလမတိုင်ခင်မှာ တိတ်နေမျိုးကိုတမတော်ကပြန်လဲထိန်းချုပ်နိုင်ရရှိတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်သတင်းတွေကြားသိရပါတယ်ဆိုတော့ဒီသတင်းကအမှန်တကယ်ဖြစ်နိုင်ရရှိမရှိဖြစ်မလားမလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရပါလိမ့်မယ်ရတော့လည်းအမျက်ပေါ်ရှင်ဂျမ်ဘတ်သမားတွေကတော့သူတို့ဒီမျိုးတစ်မျိုးကိုထိန်းချုပ်နိုင်မှုအတွက်เนาะအသက်ပေါင်းမြောက်များစွာလူစုတွေပွင့်မိကြလူစုတွေအခက်အခဲဖြစ်ဒုက္ခတွေရောက်စစ်လက်လက်တွေကုန်ကြနော်ကိုကြစိတ်တွေအင်မတန်များစစ်တုံးစိတ်တွေများပြီးတော့အခုလိုမျိုး မြို့တစ်မြို့ကိုထိချုပ်နိုင်ဖို့အတွက်စီရင်နဲ့တိုက်ခိုက်နေတဲ့ချိန်မှာကြေးတစ်ချက်မဖောက်ရဘဲနိုင်ငံရေးနည်းလမ်းအရပြန်ပြီးထိချုပ်နိုင်ခြင်းဟာလေအေးချင်ပါပဲရှင်ဆိုတော့ဒါကကျွန်မတို့လည်းပထမဆုံးသတင်းကောင်းပါဒုတိယသတင်းကောင်းကတော့အနော်ငလေကြောင့်ပြောကြားပြသခဲ့တဲ့နေအိမ်ပေါင်း4000အ3900ကျော်ပေါ့နော်4000နီးပါးရှိတယ်လို့ကြားသိရပါတယ်အဲ့ဒီနေအိမ်တွေကိုပြန်လည်ထူထောင်ရေးအတွက်အရှိမသဘောဘေးအန္တရာယ်ဆိုင်ရာမျိုးသားစီမံခန့်ခွဲရေး အစီဝေးကျမှပြီးတော့ကျွန်တော်လက်ရှိတက်ချုပ်ပေါ့နော်ဒုတက်ချုပ်ဆိုရင်အစီဝေးမှာပြောကြသွားတဲ့အာသကားအရဆိုလို့ရှိရင်ငလေးကြောင့်ပြောကြပျက်စီးခဲ့တဲ့နေမောင်း3960ကိုပြန်လဲတိဆောက်ရေးမကြခင်မှာပေးရသွားမယ်လို့ကြားသိရပါတယ်ဆိုတော့ငလင်းကြောင့်ဒုက္ခရောက်နေတဲ့နော်ကူရကြရမယ်ပြီးတော့မိုးရဲ့ရေထဲမှာခက်ခဲရောက်နေတဲ့ပြည်သူတွေအတွက်လည်းဒါဟာဝမ်းသာစရာသတင်းကောင်းပါပဲရှင်နောက်ထပ်သတင်းကတော့ကျမတို့လိုလက်ပါဘူးဖန်နေအတွက်ပေါ့နော် အာလဘာဘူးတင်းကနေပြီးတော့ကျွန်တော်တို့အဲမြန်မာမှာငလင်းတဲ့ကြောင့်ဒုက္ခရောက်နေတဲ့ကလေးတငယ်တွေအတွက်လူရဲထောက်ပံ့ရေးဆိုပြီးတော့သူတို့အသင်းရဂျာစီလေးကိုလေးလံတင်ရောက်ချဖို့ဆိုပြီးတော့အာမြန်မာငလင်းဘေးကိုကူညီခဲ့တဲ့ထောက်ပံ့ပေးရရှိပါတယ်ဆိုတော့လဘာဘူးအသင်းပရိသတ်တွေအနေနဲ့နောက်ကျွန်တော်တို့ကဒီနေ့မှဖလားကိုပူပူနွေးနွေးရထားတာဆိုတော့အောင်ပွဲခံနေတဲ့အချိန်မှာပဲကိုယ့်ရဲ့ပြည်သူအတွက်ကိုယ့်နိုင်ငံအတွက်လှူဒန်းပေးလို့လေအင်မရမဝမ်းသာ တင်းနေရပါတယ်လပဘူးဖန်တယောက်ဖြစ်ရတာလဲပို့ပြီးတော့ကိုယုံပြပါရဲ့ရှင်ဆိုတော့နောက်ထပ်ကျမသတင်းတစ်ပုဒ်လေးပြပါမယ် ချင်းပြည်နယ်အင်တော်ကြီးဒေသမှာခရိုနီရွှေလုံငန်းရှင်ဦးဆန်းဝင်းနဲ့ KIA နဲ့ပေါင်းပြီးတော့ကျေးရွာပိုင်ဘောလုံးကွင်းကို ရွှေတူးနေတဲ့အတွက်ဒေသခံတွေကကက်ကွက်ဆန္ဒပြနေခြင်းဖြစ်ပါတယ်။ဆိုတော့ KIA တို့ KIO တို့တိုင်းရင်းသားခွင့်ရတဲ့လက်နက်ကင်တွေဆိုတာကအမိခံတက်တက်သာဖြစ်ပြီးတော့အမှန်တကယ်မှာတော့ကျင်းမြောင်းနဲ့လူမျိုးရေးဝါဒနဲ့စစ်စည်းဝါးရေးလုပ်နေတယ်ဆိုတာအရန်ကို ပေါ်လွှင့်ပါတယ်။ ။ NGPD ရဲ့ကြံဖတ်ဖွဲ့ဆိုရင်လည်းထိုးနီး၎င်းပါပဲ။နော်။လက်နက်ကင်ပုံကန်လေတော်လိုင်းရေးဘန်းပြရဲလူမျိုးရေးဘန်းပြရဲဒီမိုကရေစီရေးဘန်းပြပြီးတော့ကျင်းမြောင်းတဲ့လူမျိုးရေးဝါဒတိန်နဲ့စစ်စည်းပွားရေးလုပ်နေကြတဲ့ဖြစ်တယ်။နော်ဆိုတော့ဗီဒီယိုဖိုင်တစ်ခုပြပါမယ်။စကိုင်းနဲ့ပုဒ်ရလေမျိုးနယ်တွေကလိမ့်မြေနဲ့အိုးပိုကျွော်မှာပလဖာပါဖာနဲ့မျိုးနယ်တယံစာကအဖွဲ့တွေကချွေမျိုးစီမံကိန်းလုပ်ကင်ဖို့စူးစမ်းနေရတဲ့အတွက် ကျေးရဒေတာခံပြည်သူတွေနဲ့ပြည်ပခဖြစ်နေကြပါတယ်ကျွန်တော်တို့ CEO AB 20နှစ်နေနေရသူတို့ရှင်မျိုးဖောင်းနေရောက်တယ်မြို့နယ်ပကဖရဲ့ပလဖရဲ့လုပ်ငန်းရှင်တွေကိုကာဝယ်ပေးရပါဘူးဟိုကာဝယ်ပြီးတော့ကျွန်တော်တို့ကကျွန်တော်တို့ရွာလူတွေကကာဝယ်ပေးတဲ့သူတွေကိုတန်ဖိုးတီးပြီးတော့မောင်းထုတ်တာပေါ့ဒီရှင်မျိုးလုပ်ငန်းကိုကျွန်တော်တို့ကလောကလက်မခံဘူးရှင်ကျင်တဲ့လုပ်ငန်းကအနေနဲ့များတယ်ပြီးတော့ကျွန်တော်တို့ကနမခန့်နဲ့ IO ရဲ့ data မဟုတ်တဲ့အတွက်ဒီလက်နက်ကြီးလည်းရောက်နိုင်တယ်အဲဟို တောင်းနိုင်တဲ့နေရာဆိုတော့ဒီပြည်သူတွေရဲ့အသက်အဝင်စီးစင်းကိုလည်းကာဝယ်ဆောက်ရှောက်တဲ့အနေနဲ့ပေါ့ဒီရွှေမြောင်းလုပ်ငန်းကြီးကိုလုံးဝလက်မခံနိုင်ဘူးကျွန်တော်တို့ကလုံးဝခွင့်ပြုနိုင်လို့ဆိုပြီးတော့ဟိုဆန္ဒပြရပါရွှေမြောင်းလုပ်ပြီဆိုရင်လေကြောင်းတိုက်ခတ်မှုတွေခံရနိုင်တယ်ဟောပြီးတော့ပြည်သူတွေရဲ့နေအိမ်တွေအသက်တွေဆုံးရှုံးနိုင်တယ်ဒီမြေထဲမှာရွှေကျင်တဲ့လုပ်ငန်းကိုလည်းလုံးဝမလုပ်ချင်ဘူးရွှေမြောင်းလုပ်တာနဲ့ဒီကမ်းပါးတွေလည်းပြုံနိုင်တယ်ရှောင်းအမွေနဲ့ဖျားစီပထွေးလည်းပြုံနိုင်တယ်နောက်ပြီးအိမ်တွေလည်းပြုံနိုင်တယ်ဗျာ ိုနောက်ပြီးလမ်းမဆက်သွယ်ရေးဟိုအထူးပြုဆက်လီတင်မောရေပေါ့ဒီရေချောင်းပြောင်းသွားပြီးတော့အခက်အခဲဖြစ်နိုင်တယ်ဟိုအဲ့ဒါကြောင့်ကျွန်တော်တို့ကခါခါသူညင်းပြီးတော့ဟိုပြည်သူတွေကလည်းလုံးဝလက်မခံဘူးမလုပ်ပါနဲ့မလုပ်ပါနဲ့တောက်လျှောက်ပြောခဲ့ပါတယ်ဟိုအဲ့ဒါကိုသူတို့ကမြို့နယ်ပတ်ကဖရဲ့ပါလာဖရဲ့တင်စတာဝန်ကြီးဌာနရဲ့ငွေယူပြီးတော့စီးပွားရေးလုပ်ငန်းရှင်တွေကငွေပေးပြီးတော့လုပ်ခိုင်းတော့ဟိုအခုလိုပြိပခိုင်ဖြစ်တာဒီလိုတော်လိုင်းရေးအမိခံလက်လက်ကင်ပြီးတော့နိုင်ငံတော်ရဲ့မြေပေါ်မြောက်တင်စတာတင်ရောင်းစာခိုးစာနေတဲ့အတွက် သူတို့ကိုထောက်ခံတဲ့လူတွေကိုယ်တိုင်မှပသုံးလုံးဟာသူတို့လက်နက်ကင်နေတာခရိုနီတွေကိုကာဝယ်ဖို့တက်လာဆိုပြီးတော့မေးခွန်းထုတ်မှုတွေရှိလာပါတယ်။ဒါကြောင့်မို့လဲအခုပြီးခဲ့တဲ့3ရက်နေပေါ့နော်ပြီးခဲ့တဲ့3ရက်နေရှေ့တစ်ပတ်လောက်ကပေါ့စကိုင်းတိုင်းဘန်းမောက်ဘန်းမောက်ဆိုတာရှမ်းနေတိုင်းသားတွေအများဆုံးနေတဲ့ဒေသအဲ့ဒီဘန်းမောက်တို့စကိုင်းဆိုတာကအရင်အာရွှေထွက်တဲ့ဒေတာတွေပေါ့နော်တရံသာရအင်မရန်ပွဲရဲ့ဒေတာဖြစ်တဲ့အတွက်အဲ့ဒီဘန်းမောက်မှာအနုကြည်ကြံဖက်ဖွဲ့ရဲ့ တယံဇာတာတူဖို့ရေးအဖွဲ့ဆိုတာရှိတယ်အဲ့ဒီအဖွဲ့ကခေါင်းဆောင်အကျန်းဖက်ခေါင်းဆောင်အာကာအပါဝင်လူ40ကျော်ကိုအန်ယူဂျီရဲ့ပသုံးလုံးတွေကပြန်ပြီးဖမ်းလိုက်တယ်လို့သတင်းတွေကြားသိရပါတယ်ဒါအစတော့တော့ဝေစားမျှစားပေါ့နော်နောက်တော့ဝေစုမတည့်တဲ့အခါကျတော့အချင်းချင်းတရောင်းနာချင်းချင်းခတ်ဆောက်ခုတ်ပြီးတော့ဆက်ခွက်လူပွဲဖြစ်ပါတယ်အမိကျဲအမိစခေါင်းကျဲခေါင်းစား เนาะလက်နဲ့ကင်ပြီးတော်လည်းအမိပြပြီးတော့နိုင်ငံတော်ရဲ့တည်ရန်စာရတွေကိုတူဖို့ရဲအဲ့ဒီကနေပြီးတော့ဝေစုမတက်တဲ့အခါကျတော့အခု PD ရဲ့တက်ဖက်ကောင်းဆောင်အာကာပါဝင် PD ရဲ့အယောက်40ကိုအန်နူဂျီရဲ့ပါသုံးလုံးကပြန်ပြီးဖမ်းဆီးထားပါတယ်စကိုင်းတိုင်းဘန်းမောက်မှာအဲ့ဒီလိုဖမ်းဆီးတဲ့နေရာမှာရွှေချောင်းနေအပါဝင်เนาะပီနန်အိတ် စာလာအိတ်အပြစ်ထဲထားတဲ့ပစံအိတ်တွေလည်းပဲတင်းစီရပြီရဲ့လို့သတင်းတွေကြားသိရပါတယ်။အဲ့တော့တော်လန်ရေးတော်လန်ရေးတော်လန်ရေးအမိခံပြီးတော့လက်တွေမှာတော့နိုင်ငံတော်ရဲ့ပယံဇာတာတွေကိုကိုကျိုးအတွက်ထုတ်ယူသုံးဆွဲနေကြတဲ့ဂျမ်းဖတ်သမားတွေဖြစ်ပါတယ်။ဆောင်းနောက်ဆုံးအနေနဲ့ဟာကျမနဲ့ပတ်သက်တဲ့ခပြားလေးတစ်ပုဒ်ကိုဆရာမကြီးတယောက်တင်ပေးထားတာကျမတွေ့ရပါတယ်။အင်မတန်လေးကျေးဇူးတင်ပါတယ်ရှင်။ အာရှေ့ရကဆိုရင်ကျွန်မ comment လေးတစ်ခုတွေ့နေ။အာကိုယ့်ကိုမုန်းနေတဲ့လူတွေအတွက်အချိန်မပေးဘဲနဲ့ကိုယ့်ကိုချစ်တဲ့လူတွေအတွက်အချိန်ပေးပါဆိုပြီးကျွန်မကိုအာတည်ငြိမ်ပေးလာတဲ့ comment လေးတစ်ခုကျွန်မဖတ်ရပါတယ်။ဆိုတော့ကျွန်မကိုမုန်းတဲ့လူတွေအတွက်အချိန်မပေးဘဲနဲ့ကျွန်မကိုချစ်တဲ့လူတွေနဲ့အချိန်ပေးပါမယ်ရှင်။ဆရာမကြီးကကနေပြီးတော့ကျွန်မကိုတင်မဲ့ပြီးတော့တင်ဆက်ပေးထားတဲ့ကြံလေးတစ်ခုကျွန်မပြန်လည်းမျှဝေပေးလိုက်ပါတယ်။ဂျီဗီနဲ့တင်ပါတယ်။ကျွန်မချမ်းသာလို့

ဘယ်မသေးတဲ့ဉာဏ်ရည်တွေးဘာသာတွေးလဲရဲနေဆွေတို့ပြီးခွင်ตาရာအေးဖို့ဒီကလေးမျိုးဂုံပြုခြင်းအမျိုးဂုံရောင်ထုံးပြောင်နေသွေးဘာမထီမြန်ပြီးဖွားတယ်ပုတူတယ်လေချိုးပြုံးရွှင်သူ့နှုတ်ခမ်းကလူတယန်းတို့အဖြင်းစကားကိုတရားလိုအပေါ်လိုမရှိကွတ္တိကြခြေပနိုင် ဒီနိုင်ငံဒီသမီးမျိုးစတိုးလို့ပွားစေခြင်းတို့ပြီးခွင်ตาစေကြောင်းနိုင်ငံအတွက်တည်ကြည်တဲ့စိတ်ထားထိတ်ဖြားမြင့်ထုတ်ခေါင်တင်ပြောရွှင်မျက်နှာထားကအေးမြဟန်များဆိုတဲ့ကြပြားလေးတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်နိုင်ငံတော်အတွက်သမီးတယောက်ဖြစ်တဲ့မပုတူလေးအတွက်ဆက်ထားတဲ့ကြပြားလေးပါ ချက်စရာပုတ္တငယ်အရွယ်ကငယ်ငယ်အတိတရားကြွယ်လိုက်ပုံများနိုင်ငံအတွက်ဆိုအရေးဆိုအတွေးပူကြေးမဆူပါဝင်နှွေတိုင်းပြည်အတွက်ပဲတဲ့